အမတို့မောင်လေးတို့ဘုရားဘာသာလားဟုတ်ဘုရားဘာသာအာဖရာကုံတော့တရားကုံတော့သံဃာကုံတော့ဘယ်နှပါးရှိလဲသိလားဟုတ်ပါဘူးဖရာကုံတော့ဘိုးကဖရာကုံတော့ဖရာကုံတော့ဘယ်နှပါးရှိလဲဖရာကုံတော့မတိဘူးမတိဘူးเนาะမတိဘူးဟုတ်တယ်မတိဘူးလက်ကလေးတွေကတော့ချိတ်လို့ဘုံမှာကြည်အောင် လက်ကလေးတွေကတော့ချိန်လို့ဖေဖော်ဝါရီ14ရက်တို့ကျွန်တော်တို့ဟိုဟာ Happy New Year တို့တော့တည်တယ်လို့เนาะဘုရားကုံတော်ဘယ်နှပါရှိလဲတရားကုံတော်ဘယ်နှပါရှိလဲတန်ခါကုံတော်ဘယ်နှပါရှိလဲမတည်ဘူးဗျာเนาะအမျိုးတို့ကြီးကဲအားလုံးပဲမင်္ဂလာပါမျိုးတို့ကြီးကျွန်တော်တို့ဒီနေ့ကတော့ပေါ့နော်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်လူငယ်တွေထဲမှာကျွန်တော်တို့ဘုရားကုံတော်ဘယ်နှပါရှိတယ်တရားကုံတော်ဘယ်နှပါရှိတယ် တန်ခါကုန်တော့ဘယ်မှာရှိလဲဆိုတော့မသိတဲ့လူငယ်တွေရှိကြတယ်ဆိုတော့လူကြီးမျိုးပြောရင်ယုံမှမမယုံရင်ဒီဗီဒီယိုလေးကိုကြည့်တော့ပါလို့နော်အဲ့တော့ကဲအတူတူပဲဆောက်လိုက်ကြအောင်မင်္ဂလာပါမောင်လေးဟုတ်မင်္ဂလာပါအမားတို့တွေကလေမိကုံးလေးမေးပြီးတော့အပြင်မှာလို့ရှိရင်စုကြည့်တောင်းဆုချတာပေါ့နော်အဲ့ဒါပါဝင်ဖြည့်ကြည့်ပါဟုတ်ကြည့်ကြည့်မယ်အမားတို့မောင်လေးဘုရားဘာသာလားအဘုရားဘာသာအဘုရားဘာသာဆိုရင်အမားတို့ပေါ့နော်ဒီဖျားကုံတော်တရားကုံတော်တန်ခါကုံတော်ဘယ်နှပါးရှိလဲသိလားအာဟောပေါ့ဖျားဖျားကုံတော်ဟော ကိုကိုပါလားမသိကိုပါတိတော်လေးစဉ်းစားရတော့တရားကုန်တော်ကကြတော့ဟောပေါ့ဟောရတရားကိုပါအဲကိုပါပြီဘူးနော်တရားကအဲဆိုဟောဒီတရား6ပါတန်ကားကိုပါကိုပါပေါ့ဟုတ်ရှင်အဖြေမှန်ပါတယ်လက်အိပ်ပဲပါလိမ့်ဟုတ်ကဲ့ဒီဒီမှာဘယ်နှပါလဲဆိုတော့ဘုန်းကြီးကနေမလေးနေပြီးတော့ဆီဆီနဲ့သွားမဲ့အစီအလေးကိုစတင်မှဖြစ်ပါတယ် ဒီစီစဉ်ကိုစီစဉ်ပေးတဲ့သူကတော့ US ရောက်ကိုနေမျိုးဆက်ကစီစဉ်ပေးရဖြစ်ပြီးအလူရှင်ကတော့စင်ကာပူကမက်ဆီရဲ့ဘက်ကနေပြီးတော့ပြန်ပေးရဖြစ်ပါတယ်။ကြည့်ဒီတော့ဘလို့မိန်းကလေးအနေနဲ့ဆိုတာကိုလိုက်ကြည့်ကြပါအောင်နော်။အားမောင်လေးနဲ့ညီမလေး။အမားတို့ကလေမိန်းကလေးရေမေးပြီးတော့ပြင်မှလို့ရှိရင်စူတီတပေါင်းစုချတာပေါ့နော်။အားဖြည့်ကြည့်ပါလိုက်။အမတို့မောင်လေးတို့ဘုရားဘာသာလားဟုတ်ကဲ့ပါဘုရားအာဖျားကုံတော့တရားကုံတော့တန်ဃာကုံတော့ဘယ်နှပါရှိလဲသိလားဟုတ်ပါဘူး တရားကုန်တော့ဟိုကတရားကုန်တော့တရားကုန်တော့ဘယ်မှာရှိလဲတရားကုန်တော့မတီးဘူးမတီးဘူးเนาะမတီးဘူးဟုတ်တယ်မတီးဘူးလက်ကလေးတွေကတော့ချိတ်လို့ဘုံမှာကြည်အောင်လက်ကလေးတွေကတော့ချိတ်လို့ဖေဖော်ဝါရီ14ရက်တို့ကျွန်တော်တို့ဟိုဟာ Happy New Year တို့တော့တီးတယ်လို့เนาะဘုရားကုံတော်ဘယ်နှပါရှိလဲတရားကုံတော်ဘယ်နှပါရှိလဲတန်ခါကုံတော်ဘယ်နှပါရှိလဲမတီးဘူးဗျာเนาะအမျိုးတို့ကြီး ဲ့တော့ကျွန်တော်တို့တွေပေါ့နော်ပါဠိတွေအ낵တွေပေါ့ဆိုရင်တော့ဝေယောဘဏပါလေးဆိုတာတောင်း669ဆိုတာလေးကိုနော်ကိုယ့်ရဲ့ဘာသာ669ဆိုတာလေးကိုတောင်းမသိဘူးလို့နော်အဲ့ဒါကျွန်တော်တို့လူငယ်တွေအဖြစ်မဟုတ်ဘူးဗျလူငယ်တွေဒီလူငယ်တွေရဲ့အဖြစ်ပေါ့ဘူးနော်ဒါမိဘတွေမိဘတွေကတော့နော်ကိုယ့်ရဲ့သားသမီးတွေကိုဒါကတင်မပေးတာတွေ ဒါလေးတွေကငါတို့ဘာသာဘလို့ရှိတယ်နော်ငါတို့ဘာသာရဲ့ဖျားစာလေးတွေဖျားရဲ့အဆုံးမလေးတွေဖျားကုံတော်ဘုရားတရားကုံတော်ဘုရားတန်ခါကုံတော်ဘုရားအဲဖျားကုံတော်ကိုပါပါဠိလိုကဘလို့အနက်လိုကဘလို့အရဟံကိလေသာကျင့်ကြုံမှာကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားအရဟံဆိုတာပေါ့နော်အနက်လို့ဆိုရင်ကိလေသာအညစ်ကြုံမှာကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားဒီလိုလေးတွေရှိရဲ့တင်းမပေးဘူးမိဘတွေကတင်းမပေးဘူးနော်နော် ဲ့တော့ဒါလေးတွေကတင်ပေးတင်ပါတယ်လို့ကျွန်တော်အနေနဲ့เนาะဒါအဖြစ်ဆိုလို့ခြင်းလည်းမဟုတ်ပါဘူးเนาะဒါလေးတွေမြင်ရတွေ့ရတာလူငယ်တွေအနေနဲ့အခုကြည့်ဦးလက်ကလေးရတော့ချိတ်လို့ဗျာဒါလေးတွေရတော့သူတို့မတင်မဲနဲ့ကိုတတ်တယ်เนาะလက်ကလေးရတော့ချိတ်လို့မောင်နှမပဲလားချစ်သူရီးစားပဲလားဘာလဲတော့မသိဘူးဗျာလက်ကလေးရတော့ချိတ်လို့အဲ့တော့ကျွန်တော်ခုနကပြောသလို February 14ရက်တို့ Happy New Year တို့ဆိုရင်တော့တိကြတယ်ဗျာเนาะအဲ့တော့ကိုယ့်ရဲ့ဘာသာကအဲ969 ဒီ969ဆိုတာဘာလဲဘုရားကုံတော်ကိုဘတရားကုံတော်6ပါတန်ခါကုံတော်ကိုဘတန်ဘုရားကုံတော်ကိုဘဘာလိလိုဘလိုအနက်လိုဘလိုဒါလေးတွေကိုတော့နော်တရံကုံတရံကုံ3ပါပေါ့နော်အဲငါးပါးတီလာဒါလေးတွေတော့အခြေခံလေးတွေသိထားသင့်တယ်လို့ထင်တယ်ပြဒါကြီးကကျွန်တော်တကယ်ကိုမယုံနိုင်ကြပါဘူးနော်မတိဘူးဘောဘောပါပါပဲမတိဘူးဖြေသွားတယ်ဟုတ်လားအဲ့တော့ဆက်ကြည့်အောင်ပြမတိဘူးဘုရားကုံတော်ကိုဘဆိုခုနပြောလိုက်တာဟုတ်လားဘုရားကုံတော်ကိုဘမှန်တယ် တရားကုန်တော့ဘယ်နှသားရှိလဲဒါရင်မသိမှတော့ဘလူဟီရီအော်တပါတရားတွေအာမပြကြမှာနော်ဘလူသိတော့တရားကုန်တော့5ပါရှိရယ်တရားကုန်တော့6ပါရှိရယ်တန်ငါကုန်တော့5ပါရှိရယ်နော်ကျေးဇူးပါနော်ဒီအော်တပါတရားတွေပိုင်းဆိုဝေးရောဘောလို့နော်အာမဗုဒ္ဓဘာသာလားရှိတာပါကပြပါအဲ့တော့ကျမတို့ရဲ့ဒီပေါ့နော်ဖျားကုန်တော့တရားကုန်တော့တန်ငါကုန်တော့ပေါ့နော်ဘယ်နှပါရှိလဲရှင် အာပြာကုံတော်9ပါးပြာကုံတော်6ပါးသံဃာကုံတော်9ပါးပါရှင်ဟုတ်ကဲ့ပါရှင်အပြေမှန်ပါတယ်အမအပြေမှန်လို့ဒီမှာစစ်သိမ်းလေးပေါင်းရအောင်ကျေးဇူးတင်ပါတယ်နော်မမိပါရကျော်လာမမိပါရဖရာကုံတော်တရားကုံတော်တန်ဃာကုံတော်ဘယ်နှပါးရှိလဲဆိုတာသိလားရှင်။ကုံတော်9ပါးတရားကုံတော်6ပါးတန်ဃာကုံတော်9ပါးပါ။အဲ့ဆိုအပြည့်မှန်ပါတယ်အဲ့တော့စပြင်းလေးတစ်ပေါင်းရပါတယ်။ကျေးဇူးပါ။ မကျေးဇူးပါကျေးဇူးပါမမဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အမျိုးတွေကြားလို့မှကောင်းကြရသေးရဲ့လားဆိုတာဖြစ်ကုန်ပြီနော်အဲ့တော့ကျွန်တော်တို့ဘောရဘာသာလူငယ်တွေအနေနဲ့ကအခုပေါ့ပေါ့ပါပါပဲမသိဘူးဟုတ်လားဖြေသွားရမသိဘူးနော်အဲ့တော့ဟေးအတဘတရားတွေဘာတွေဘာမှမသိတော့ဘူးဟေးဘောအတဘတရားဆိုဝေးရောဟုတ်လားချက်ချင်းကြောက်ချင်းတွေဘာမှမရှိတော့အဲ့တော့အခုနိုင်ငံမှာလည်းကြည်ဟုတ်ဖြစ်ချင်တဲ့နေဖြစ်နေကြတယ်နော်အဲ့လိုတွေဖြစ်နေကြတယ်အဲ့တော့ ဘာလဲဒီဘာသာရေးတွေမှာတော်တော်လေးဆွေးရိုးသွားတယ်ဗျအခုလူငယ်တွေကြည့်ကြည့်တကယ်မသိတော့အဲ့ဒါမိဘတွေကအဓိကပဲဗျမိဘတွေအနေနဲ့ကကျွန်တော်တို့ပေါ့နော်ကားသမီးတွေကိုဒါလေးတွေတော့ကိုယ့်ရဲ့ဘာသာကတရဏဂုံသုံးပါးဆိုတာဘာကိုခေါ်တယ်တရဏဂုံသုံးပါးရဲ့ပါဠိလိုလေးအနက်လိုလေးတွေနော်ဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံ ဗုဒ္ဓမြတ်စွာဘုရားကိုတရဏဆင်းရဲပဲပါချမ်းသာစီတဲ့အမြဲတမ်းအားကိုးရမှုကိစ္စမီယုံကြည်စိတ်ကပ်ပါအရှင်ဘုရားဒါမျိုးလေးတွေပေါ့ပါဠိလိုရဲ့အနက်လိုလေးဂုံတော်၉ပါးဘုရားဂုံတော်၉ပါးရှိရဲ့တရားဂုံတော်၆ပါးရှိရဲ့တန်ခါဂုံတော်၉ပါးရှိရဲ့เนาะအဲတော့၅ပါးတိလာဆိုတာဘယ်လိုမျိုးเนาะပါဠိလိုကဘယ်လိုအနက်လိုကဘယ်လိုဒါလေးတွေတော့သင်ထားပေးသင့်တယ်အခြေခံလေးတွေအခုတော့ပေါ့ပေါ့ပါပါမတိဘူးလက်ကလေးတွေချိတ်လို့เนาะဒါလေးတွေကြာသင်စရာမလိုဘူးလူငယ်တွေအနေနဲ့ရတယ်เนาะ အဲ့တော့လူငယ်လေးအနေနဲ့ကလည်းအခုခေတ်ကအရန်တုတ်တက်နေတာဆိုတော့လေ့လာလို့လွယ်ဆုံးမှာနော်ဖုန်းထဲမှာ TikTok မှာပဲဘယ်မှာကြည့်လို့ Facebook မှာပဲရှာမလား YouTube မှာပဲရှာမလား Google မှာပဲရှာမလားကြိုက်တဲ့နေရာမှာရှာကျွန်တော်တို့ပေါ့နော်ဒါလေးကအခုဘုရားဘာသာနဲ့ပတ်သက်တာလေးတွေတော့လေ့လာပါလို့နော်အဲ့တော့အခုလိုမျိုးလက်ကလေးတွေချိန်ပြီးတော့အဲ့ဒါဒီပဲမလေ့လာနေပါနဲ့လို့နော် Happy New Year တွေကျွန်တော်တို့ချစ်သူများနေတွေပဲလေ့လာနေပါနဲ့လို့နော်ကိုယ့်ရဲ့ဘုရားဘာသာလေးအခြေခံလေးတွေတော့ ိစီတိတင်ပါတယ်เนาะဒါတွေကတိကိုတိတင်နေရတယ်เนาะအဲ့တော့ကဲအခုလို့ပေါ့เนาะကျွန်တော်တို့ဒီရောင်ကြီး channel ကကျွန်တော်တို့အဖွဲ့သားအားလုံးနဲ့ကျွန်တော်တို့ဒီအဓိကစီစဉ်ပေးရပေါ့เนาะကျွန်တော်တို့ US ရောက် US ရောက်ပေါ့เนาะကျွန်တော်တို့ကိုနေမျိုးဆက်နဲ့ကျွန်တော်တို့အလူရှင်ကျွန်တော်တို့စင်ကာပူရောက် message ဆိုရီထက်တို့အားလုံးကိုပေါ့เนาะကျွန်တော်ဒီညနေပြီးတော့ကျေးဇူးအထူးတင်ရှိပါတယ်လို့အခုလို့စီစဉ်လေးတွေလုပ်ပေးရတဲ့အတွက်ပေါ့เนาะအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေเนาะ အားလုံးပဲကျွန်တော်တို့တက်ရှည်ကြမှာဆေးချမ်းသာပြီးလိုရင်းဆန္ဒတွေဒီလုံးလုံးကပြည့်စုံကြပါစေအောင်မြင်မှုပန်းနဲ့နေတဲ့အဲကိုရဲ့ဘဝမှာလည်းအမြဲတမ်းအောင်မြင်မှုတွေရရှိပါစေကျွန်တော်တို့လည်းဆုတောင်းပေးခြင်းပါတယ်အဲတော့အခုပြည်လို့ကြီးစုနေတဲ့ပေါ့နော်ကျွန်တော်ရဲ့ channel ကိုကြီးစုနေတဲ့အဲလူချင်းမျိုးအားလုံးလည်းကျွန်တော်တို့အဆုံးထိလည်းပဲကြီးစုပေးတဲ့အတွက်စိတ်ဆန္ဒကြီးကိုကြီးကြမှာခြင်းနဲ့ပြည့်စုံကြပါစေလို့နော်အဲတော့လိုရင်းဆန္ဒအလုံးလုံးကများလည်းပြည့်စုံကြပါစေလူချင်းမျိုးရဲ့ comment လေးတွေကိုလည်းချရေးပေးကြပါအောင်ဒီဗီဒီယိုလေးတွေကိုလည်းကြိုက်နေတဲ့တဲ့ဆိုရင်ပြန်လဲပြီးတော့ ညှောက်ပြီးတော့ကြပါအောင်လို့ပြောချင်ပါတယ်ဗျာအားလုံးကျေးဇူးတူးတင်ချောင်းတယ်ဗျာဒီနေ့ကတော့ဒီလောက်ပါ